Minyaknya sih, jualan jualan di mie, cepat di ကျွန်မဒီလူเจ้ามาโอลิมปิกတာဝန်ခံရတဲ့တာဝန်ခံเจ้าအုပ်ပါဒီဥစ္စာဒီဥစ္စာကြီးကကျွန်မ1981ထဲကနေပြီးတော့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီเจ้าကမဟာသိပ္ပံဘုန်းတော်ကြီးတင်ပညာရေးမူလတန်းเจ้าလည်းဖြစ်ပါတယ်ဒီเจ้ามาကလေးတွေပေါ့ရုပ်မြတ်အယုတ်လက်မြတ်ကြီးပေါ့လာရောက်ပြီးတော့တက်နိုင်တဲ့ကလေးတွေလည်းဖြစ်ပါတယ်ဟုတ်ကဲ့ရှင်အခုကလေးတွေကိုရှိရလာပြီးတော့တက်တဲ့ကလေးတွေကတော့ပြောချင်းဆိုရင်တော့ပေါ့နော်တော်တော်တော့နွမ်းမတဲ့ကလေးတွေကဒီထဲမှာအများစုကတော့နွမ်းမတဲ့ကလေးဖြစ်ပါတယ် ဟိုတတ်မှန်လောက်ကတော့နည်းနည်းချင်းချင်းပဲပါတယ်ပေါ့နော်အားလုံးចောင်းသားပေါင်းတော့282ယောက်ရှိရယ်ပေါ့လေအဲ့တော့ဘာကြီးပဲဖြစ်ဖြစ်ဒီထဲမှာလာပြီးတော့ကိုရှင်မှာဟိုဘက်တည်းကနေပြီးတော့တောင်းကလာစီမံကိန်းကဘက်ကကလေးရေဆိုရင်တအားနှောမကြတယ်အဲ့လိုဟာမျိုးတွေကလေးတွေကအမေရေဆိုရင်ခေါင်းရပြတ်ထိုးလေးတွေဖြစ်တယ်အဖေရေဆိုလည်းဒီလိုပဲပေါ့ဟို ဘလို့ကလေးမျိုးတွေကျွန်တော်တို့ကပို့ပြောလက်ခံထားလဲဆိုရင်သူတို့ဘူးကောက်ခွက်ကောက်နဲ့ပလုံကောက်တဲ့ကလေးတွေများတယ်လေအဲ့ကလေးတွေကကျွန်တော်တို့ဒီလိုเจ้าမျိုးတီထောင်ထားလဲဆိုတာသူတို့ကမြင်တဲ့အတွက်ကြောင့်မို့ဒီမှာသူတို့တွေတက်လို့ရလားတဲ့အဲ့လိုဟာမျိုးကြောင့်ကျွန်တော်တို့တွေကဒီဥစ္စာသူတို့တွေတက်လို့ရပါတယ်ဆိုကျွန်တော်တို့ကလက်တင်ခံပြီးတော့ဒီเจ้าလေးမှာသူတို့ပြုစုပြီးတော့ပြိုးထောင်ပြီးတော့ပညာတွေသင်ပေးတာဖြစ်ပါတယ် ကျမတို့ကအခုလက်ရှိရပြောရမယ်ဆိုရင်တော့ကျမတို့ချက်မီပဲတောင်နှန်းကလေးတွေပေါ့အဲ့ကလေးတွေကိုကျမတို့ကလက်ခံပေးထားတယ်ပေါ့ဆီယာတော်တွေလာအပ်တယ်တချို့လေကြဆီယာတော်တွေနဲ့ညွေလာပြီးတော့လာအပ်တဲ့လူတွေလည်းရှိပါတယ်နောက်ပြီးတော့အစဆိုရင်အဲ့ကလေးဆိုတော့80ကျော်ရှိတယ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ကျမတို့ပဲအကုန်လုံးပေါ့နေမကောင်းတာလို့ဘာလို့ဆိုလဲဆေးဦးဆေးကန်းဆိုလဲကိုတွေပဲခြိပိုးပြီးတော့ကဲကိုရဲ့သားသမီးနဲ့မချဒီလိုတွေပဲကျမတို့နေပြုစုပြူထောင်ပေးရတယ်အဝိရှော်တာဆာကျမကိုယ်တိုင်အဲ့တော့အဲ့လိုဟာမျိုးပါညာ12နာရီတနာရီဆိုလဲကျမမအိပ်ဘူးအဲ့လိုချော်ပြပြီးတော့ကျမအဲ့လိုနဲ့ကလေးတွေကိုကျမပြုပြင်မြောကျမထိန်းချောင်းလာပြီးတော့ဒီလိုပညာရေးကိုပေါ့နော် အကုန်လုံးလုတ်ပေးတယ်ကျမတို့တွေဒီပညာသင်ရုံတစ်ခုရဲ့မဟုတ်ပါဘူးကျောင်းရောင်းသားကလေးဆိုရင်ပေါ့လေအခုကျောင်းရောင်းသားကနေပြီးဒီကနေပြီးကျမတို့ချမဆိုရင် KG ကနေတော့ grade 5တိရှိပါတယ်ဒီကဖုန်းတော်ကြီးသင်မူလာတန်းကျောင်းဆိုတော့သူတို့တွေ grade 6တက်ရမြင်6တန်းတက်ရပညာဆိုရင်ဒီပြင်အလယ်တန်းကျောင်းနေသွားရပါတယ်အဲ့ဒီခါကျလည်းကိုကျောင်းရောင်းသားကလေးတွေကျမတို့ပဲဒီလိုပဲပြုစုပြောထောင်ပြီးတော့အဲ့လိုပဲလောက်ရတယ်မတက်နိုင်တဲ့အခါတွေရှိလာခဲ့တယ်အခုလိုအလှရှင်လေးရှာပြီးတော့ကျမတို့တွေဒီကလေးကိုပံ့ပိုးရတာတွေလည်းရှိပါတယ်ဟုတ်ကဲ့ solution တွေကတော့အဲ့လိုပေါ့ကျမတို့ကတော့အဲ့လိုပေါ့သူတို့ဟိုကြိုတင်ပြီးတော့ကျမတို့ရှင်မှာရှာထားတာပေါ့ဒီကလေးဒီငါတို့ဒီနှစ်ဘယ်နဲ့တန်းတက်တော့မှ၈တန်းလား၉တန်းလား11လားဒီကနေပြီးတော့ဘွဲရသွားတယ်လေကလေးလည်းရှိပေါ့ကျမကိုယ်နဲ့နိုင်ပြီးတော့ဘွဲယူပေးရတယ်ကလေးရှိရမိဘလည်းမရှိရအတွက်ကြောင့်မို့ပေါ့နော်အဲ့တော့သူတို့တွေဒီအဓိကဘာလဲဆိုတော့သူတို့သွားမယ်ကျောင်းဖြူနဲ့ဆိုင်ကျောင်းဝင်းဆုံးဖနက်ထီကြောဘူးအိတ်ဒါလေးတွေသူတို့လိုအပ်တယ်ထမင်းညိုက်ဆိုတော့သူတို့ပြန်လာမှကျောင်းကဒီမှာစားလဲရတယ် တကယ်တကယ်လို့ဆိုဒါလေးရတော့အပါရိကလေးပေါ့အဓိကကတော့တို့ရှိမှာဝစ်စုံလေးရဲ့ ठी လေးနဲ့ကြောဘိုးအိတ်လေးနဲ့ဖဏတ်ကတော့ဒါအဓိကကျောင်းကကြတော့ဒါအခမဲ့ပညာရေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းစာအုပ်စာလနဲ့ကြတော့အကုန်လုံးဒီကနေပြောအစိုးရထောက်ပံ့တဲ့အတွက်ကြောင့်မလို့ဒါလေးကကြတော့ဒီလိုတွေပေါ့အလှူရှင်နဲ့ဆက်ဆက်လိုက်တဲ့ခါကျလုံလောက်မှုကြီးရှိသွားပါတယ်ဟုတ်ကဲ့ရှင် လုံလောက်မှုဆိုတာတော့ဒီလိုပဲပေါ့ဂျူကြားဂျူကြားကတော့အစိုးရကတော့ကျမတို့ဒရာစင်ပေးတယ်လေဟိုဘောပင်ကတော့အလေတန်းကြောင်းဆိုတန်ချောင်းပေးတယ်ပေါ့အဲ့လိုဟာမျိုးလုံတော့မလုံလောက်ဘူးပေါ့ဒါပေမဲ့လို့ပေါ့အခုလို့ဂျူကြားကြလာတဲ့အလှရှင်တွေရှိတယ်ဆိုရင်ဒီကလေးတွေကိုကျမတို့ပို့ပြီးတော့ဦးစားပေးရပါဦးစားပေးပြီးတော့ကျမတို့ဖြည့်ဆည်းပေးရတာပေါ့နော်တပတ်တလန်တို့လိုလင်းလိုတယ်လို့ဖြည့်ဆည်းပေးရပါအဲ့လိုလေးလည်းရှိတာပေါ့ဟုတ်ကဲ့ရှင်သူတို့ကြဘလို့လို့ဆိုကို့ဗမာလူမျိုးတွေကပုံများတယ်အဲ့လိုကြီးကြလေဘာဖြစ်လို့လဲဆိုတော့ ဟိုသူတို့တွေဒီမိဘဘာညာတချို့လူကြ fatherless motherless တွေဖြစ်လာရင်လေအဲ့လိုဖြစ်လာတဲ့အခါကျတော့သူတို့ချီမှာအဖိုးနဲ့နေရတာမျိုးအတော်ဦးလေးနဲ့တွားနေရတာမျိုးကလေးရဖြစ်လာတယ်အဲ့တော့ကလေးချီမှာဘာဖြစ်လာဆိုအချိန်တန်ကြအားငယ်စိတ်လေးရှိတယ်ကိုเจ้าရောက်လာမှကလေးရမျက်နှာလေးတည်းညွန့်ညွန့်နွမ်းနေနေဖြစ်လာပြီအဲ့လိုခါကျရင်ကျမတို့တွေကပြန်ပြတ်တူတော့ဖေးမရတဲ့အခါမျိုးလည်းရှိရပါတော့เนาะဒါမျိုးကြီးအများကြီးကြုံရပါတယ်နှစ်စဉ်နှစ်တိုင်းရတော့လေဟုတ်ကဲ့ပါရှင်အထူးသဖြင့်အဲ့လိုခဏမပါပဲကျောင်းတက်ရတော့ဘာလို့လဲမရှိတာရှိရရှိတယ်အများကြီးရှိပါလားရှင် ရှိရဟုတ်ကဲ့ဘလောက်ကြီးနွယ်မောက်ဆိုသူတို့ရှိမှဆိုဘာမှအဲ့လိုဝစ်ဆရာတော့အခုဒီတစ်ခုဆိုသွားလို့တာတခုသူတို့ချပြန်ပြီးတော့လဲစရာမရှိဘူးပေါ့နော်အဲ့တော့ကျမတို့ကအစိုးရထောက်ပံ့တဲ့အနေနဲ့ဆိုကလေးအသေးလေးပဲရရလေအဖြူနဲ့အစိမ်းလေးပေါ့အဲ့ဥစ္စာလေးကကလေးအသေးပဲရတယ်အခုလို grade 5တို့4တို့ဆိုရင်အခုကလေးတွေကလေအရွယ်လေးတွေထွားလာပြီထွားလာတဲ့အတွက်ကြောင့်သူတို့နဲ့ကြတာအံဝင်မဖြစ်ဘူးအဲ့ကြကျမအဲ့လိုကလေးမျိုးကြဘာလုပ်ပေးရလဲ ကိုအင်ရတော်၎င်းဒါမှမဟုတ်ပြင်ပတော်၎င်းအဲ့လူချင်းလေးရှာပဲကျွန်မအဲ့လိုပန့်ပိုးရတာအများရှိတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ရပေးတဲ့ဒီလိုဒီလူချင်းတွေရောအားပေးကြတဲ့ဒီလိုအော်ကျမတို့ကပေါ့လေအခုလိုလာပြတော့ဒီလိုလာလှူတဲ့ဒီအဖွဲ့ကြီးကိုလည်းဒါအခုနေပေါ့နော်ပနာမအနေနဲ့လည်းကျေးဇူးအထူးတင်ပါတယ်လို့ကျမအနေနဲ့ပြောကြလို့ပါတယ်မဟာသိပ္ပံကျောင်းရဲ့ဆရာတော်ကြီးကိုစားပေါ့ ကျွန်မတာဝန်ခံအကြောင်းတရားအနေနဲ့ကျွန်မကနေပြောမေတ္တာတွေထားပြီးတော့ကျွန်မဒီကျေးဇူးတင်ပါတယ်လို့ကျွန်မပြောဆိုပါရစေ။အဲ့တော့ဘာပဲဖြစ်နောက်နှစ်တိုင်းနှစ်တိုင်းနဲ့ဒီလိုတွေပဲဒီပြတ်မကဆက်တဲ့တဘူတိုးပြီးတော့ထူနိုင်ပါစေလို့လည်းဆုတောင်းပါရစေ။ကိုယ့်နေရာမှာမှောက်ပါဘူး။ဒီပြည့်နေရာတွေမှာလည်းဒီအဖွဲ့စည်းအနေနဲ့ရတာအဖွဲ့စည်းမပြတ်ဖဲနဲ့ပေါ့နော်ဒီပြည့်နေစီစီလုံးလုံးနဲ့ပေါ့တော်လာရကျမ်းမှာချမ်းသာနဲ့ခကြီးသုံးမကျော်နိုင်နေနိုင်နဲ့ပုံကုတ်ကြီးတွေပုံကုတ်မြတ်တွေဖြစ်ပြီးတော့ဒီပြည့်နေရာတွေမှာလည်းနှူနယ်တတ်နိုင်တဲ့လူတွေဖြစ်ပါစေလို့ကျွန်မဆုတောင်းပေးပါရစေ။ဟုတ်ကဲ့ဆက် နာမည်ကမတငေရွှေလေးမှာအာဒီနေ့ new model agency ပေါ့နော် new model organization agency ကနေပြီးတော့အာဒီမဟာသိပ်ပံဖုံးကြောင်းမှာပညာရေးထောက်ကူပြုပစ္စည်းတွေလာရောက်လှူဒါန်းတာအတွက်ကိုပေါ့ကျွန်မအပောင်းဝင်ကူညီအဖြစ်ပေးတာပါရှင်အခုလိုမျိုးလှူဒါန်းရတဲ့အတွက်အများကြီးဝမ်းသာပါတယ်ကလေးတွေရဲ့အဲဆူတောင်းမြစ်တာပို့တာတန်လေးတွေရပေါ့နော်ရင်ထဲကိုအေးမြစေပါတယ်ရှင်အော်စာအုပ်တို့ဘောပင်တို့ခဲရန်တို့ပေါ့နော်ပြီးတော့ပညာရေးထောက်ကူပြုပစ္စည်းတွေရပြီးတော့အစားအသောက်ကလေးတွေရပါရှင်ဟုတ် အာဒီနေ့တော့ဟိုပညာရေးထောက်ကူပြုပစ္စည်းတွေအနေနဲ့ကျောင်းသုံးပစ္စည်းတွေအပြင်ကြော်ဘုတ်အိတ်အဝတ်အစားပြီးရင်အစားအသောက်တွေပါလာရောက်လှူဒါန်းပေးခြင်းဖြစ်ပါတယ်ရှင်အာဒီကြောင်းလေးကိုပေါ့နော်လာရောက်လှူဒန်းကျင်တယ်ဆိုလို့ရှိရင်တော့မိဘမဲ့ကလေးတွေအဲအများကြီးရှိပါတယ်ရှင်အာမွေးနေ့ပဲဖြစ်ဖြစ်အာကိုယ့်ရဲ့အမှတ်တရနေ့လေးတွေပဲဖြစ်ဖြစ်ပေါ့နော်လာရောက်ကူညီပြီးတော့လှူဒန်းလို့ရပါတယ်ရှင်ကျမတို့ကြောင်းမှာပေါ့နော်အခုကျမတို့နေဒီတင်တယ်အခုကျမတို့ဒီဆရာဆရာမ၅ဦးပေါ့ဒီဆရာဆရာမ၅ဦးဒီသူ့ဥစ္စာနဲ့သူခွဲတယ်အခု ကျွန်တော်တို့ဆိုရင်ရှိရဆို KG ကနေ graphite ဆိုရင်6ခန်းရှိရမယ် KG 1 2 3 4 5 6ခန်းရှိရမယ်6ခန်းမှဆရာငါဘူးမလုံလောက်ဘူးမလုံလောက်တဲ့ခါကျဒီကြားထဲမှာဆိုရင်လူသားဆိုတာသူ့ရဲ့ကျဲမကြီးကရှိလာပြီလေအဲ့လိုရှိလာတဲ့ခါကျရင်အိမ်အောင်တဲ့ဆရာမကြီးဆိုလဲသူ့သားသမီးရဲ့ကျဲမကြီးတွေရှိရဲအဲ့ခါကျနန်းနေမှုပေးရအဲ့ခါကျကျမတို့ကဘာဖြစ်လဲသူကလည်းသူ rotate လှည့်ပြီးတော့အာ तू က तू နိုင်တယ်လို့သင် तू ကတော့ तू ဒီလိုသင်ပေါ့ဒီလိုသင်ရပါတယ်ပေါ့အများကြီးပေါ့လေနောက်ပြီးတော့ အခုလို့ဒီလိုဖြစ်လာတဲ့အချိန်ခါမှာပေါ့ဟိုတချို့လေကြတော့အထင်မြင်သေးတယ်ပေါ့နောက်ဆုံးစင်ဒီပြည်မှာအထင်မြင်သေးတာတဲ့ကိုကျမတို့ဒီမှာကြတော့ကိုယ့်ရဲ့နဲ့ကိုယ့်ဆက်ဆိုတော့ကိုမိဘတွေကကျမတို့ယုံကြည်စိတ်ချစွာနဲ့ကလေးတွေလာအံ့နှံလို့ကျမတို့တွေဒီစိတ်ချမ်းသာမှုလည်းရတယ်ပျော်ရွှင်မှုလည်းရပါတယ်အားတက်မှုလည်းရှိရတယ်ဒါပေမဲ့အခုနောက်ဆုံးစင်နဲ့ပေါ့ကျမတို့အကြောင်းပေါ့နေ့စဉ်နေ့တိုင်းပဲဒီလိုပဲပေါ့လေခုလာရောက်ခုရမ်းလည်းလူရှိသလိုနောက်မှလည်းနောက်နောက်ဟိုနေ့နေပေါ့နောက်လာနေနောက်နှစ်တွေပေါ့လေလူရှင်များရှိရင်လည်းကျမတို့က အများရန်ဖိတ်ခေါ်ပါတယ်လို့ကျမတို့ကြောင်းနေဆိုတာနော်မန်းနဲ့ကြောင်းနေဖြစ်တယ်လို့တမ်းလို့ကျမတို့ရှီမှာကွက်လက်တွေအများရန်ရှိနေပါတယ်လို့ကျမတို့ကအများကြီးဖိတ်ခေါ်ပါတယ်ရှင်ကဲမင်္ဂလာပါဟုတ်ကဲ့သမီးဆရာဝန်တော့ဖြစ်နေတယ်ဟုတ်လားကျောင်းဖြစ်နေတယ်အဲဘီလိုဖြစ်နေတာလဲ ်အများကြီးကိုစီးကုပေးရတာပါလားပါအလားကဲဆရာဦးဖို့ဆိုရင်စာရီအများကြီးစူးစမ်းအောင်ပါနော်စူးစမ်းပါလားဟုတ်အဲသူများတွေကိုကူညီရမယ်ဆိုဘယ်လိုမျိုးကူညီစမ်းလဲစေကူပြီးတော့ကူညီခြင်းလေဟုတ်ပါကဲ့အတခါကလေးသူမင်းစိုက်တွေမပါဘူးဆိုပေါ့လားအော်ဟုတ်အဲဘာဖြစ်လို့လဲကြီးကြီးလို့ ေးကြည့်လို့ဟလာအပြုံလုံးချိန်ကဘာချိန်လဲချိန်လဲကျောင်းပြန်လို့တဲ့ချိန်ကျောင်းပြန်လို့တဲ့ချိန်ဟောကျောင်းပြန်လို့တဲ့ချိန်ပြောတယ်ဟုတ်လားအော်ဒီအဲ့တော့ဝမ်းနေဆုံးချိန်ပြပြပါဝမ်းနေရဆုံးစိတ်မကောင်းဖြစ်ရဝမ်းနေရချိန်ချိန်ခေရမှန်းဘူးလားဟုတ်လားဘယ်လိုရိုက်အခုကအခုကရိုက်တယ်ဟုတ်လားဘာဖြစ်လို့ရိုက်တာစောလို့ဘယ်ပြောမှုနေရောတေဝိုင်း